မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်2025ခုနှစ်အတွင်း NUG ကိုအသွင်ကူးပြောင်းရေးအစိုးရတရံအဖြစ်နိုင်ငံရေးနဲ့စည်ရေးနောက်တစ်ဆင့်တက်ဖို့ကောင်းဆောင်များအားလုံးသဘောတူညီလို့ NUG ဝင်ကြီးဒေါက်တာစောဝေစိုးအသိပေးတဲ့ကြောင်းတင်ဆက်ပေးပါမယ် 2025ခုနှစ်အတွင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုအတွင်ကူပြောင်းရေးအစိုးရတရက်ဖြင့်နိုင်ငံရေးနှင့်စီးရေးနောက်ရစင်တက်ဖို့တိုင်းရင်းသားနှင့်တော်လိုင်းခေါင်းဆောင်တွေအားလုံးသဘောတူညီထားပြီးဖြစ်ကြောင်းပြည်တွင်းရောက်ရှိနေတဲ့ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကအသိပေးပြောဆိုလိုက်ပါတယ်။သတင်းဌာနကပုံမှန်ထုတ်လွှင့်နေတဲ့ပြည်သူမှပြည်သူတို့အစီအစဉ်နဲ့တွေ့ဆုံမိမြန်းခမ်းမှာ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကအထပ်ပါတိုင်းပြောဆိုခဲ့တာပါ။ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်အဖြစ် NUG ယာယီသမရကြီးရဲ့ညွှန်ကြားချက် ရာပြည်ရင်းကိုအပြီးပြန်လည်ရောက်ရှိခဲ့ကြောင်းအဲ့ဒီနောက်သက်ဆိုင်တဲ့တွေ့တင်တွေ့ထိုက်တဲ့တိုင်းသားခေါင်းဆောင်များအလုံးနဲ့တွေ့ဆုံခဲ့ကြောင်းဒီလိုတွေ့ဆုံချိန်မှာ NUG ကိုအတွင်ကူပြောင်းရေးအစိုးရတရားဖြင့်နိုင်ငံရေးစင်ရေးနောက်တစ်ဆင့်တက်ဖို့ခေါင်းဆောင်တွေအလုံးသဘောတူညီကြကြောင်းပြောဆိုပါရယ်2021ရဲ့အခြေအနေနဲ့2025ရဲ့အခြေအနေကမတူတော့ဘူးဆိုတာကိုတော်လိုင်းခေါင်းဆောင်တွေအလုံးနဲ့ပြောပြပါရယ်အဲ့ဒီမတူညီတဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီ2025မှာတကယ်တော့လက်ရှိတော်လိုင်းမှာမြေနေရာတွေ territory တွေပိုင်ဆိုင်နေတဲ့စင်ရတိုက်အင်အားတွေ လက်နက်အင်အားတွေပိုင်ဆိုင်နေတဲ့နိုင်ငံရေးရလည်းပြည်သူလူထုတရက်လုံးကထောက်ခံနေတယ်။ဒီတိုင်းသားခေါင်းဆောင်တွေတော်လိုင်းခေါင်းဆောင်တွေကတော်လိုင်းနောက်တစ်ဆင့်အားလုံးစူးစီးကြရမယ်ပေါင်းစည်းကြရမယ်စူးစီးကြရမယ်ညီညွတ်ကြရမယ်ပါဝင်ကြရမယ်ပါဝင်ဖို့လိုတယ်ဆိုတာကိုကျွန်တော်တို့ဆွေးနွေးပြပါတယ်။ ဒါကြောင့်တကယ်တော့ဒီတော်လန်ကြီးရဲ့အနေထားက2021ခုနှစ်တုန်းကဖွဲ့စည်းခဲ့တဲ့ NUG ကိုနောက်တစ်ဆင့်တက်ပြီး2025မှာအသွင်ကူးပြောင်းရေးကာလအစိုးရတစ်ခုပေါ်ပေါက်လာဖို့အတွက်တကယ်တော့တော်လန်အင်အားစုတွေခေါင်းဆောင်သူတွေရဲ့ပခုံးမှာရောက်နေပြီဆိုတာကျွန်တော်တို့ဆွေးနွေးဖြစ်ပါတယ်။ခေါင်းဆောင်တွေအားလုံးကလည်းသဘောတူပါတယ်။ဒါကြောင့်ကျွန်တော်တို့တတွင်2025မှာကျွန်တော်တို့အချင်းချင်းကြားမှာသွေးစည်းညီညွတ်မှုနားလည်မှုတွေနဲ့2025မှာစည်ရေးနိုင်ငံကြီးနောက်တစ်ဆင့်တက်ဖို့ကျွန်တော်တို့အစဉ်အသင့်ဖြစ်နေရလို့မြင်ပါကြောင်းကျွန်တော်ပြန်ရောက်ပြီးဆွေးနွေးချက်တွေအရကျွန်တော်နားလည်ပါတယ်လို့ဒေါက်တာ ာဆုံးပြီးဆိုကပြောပါတယ်။မြေပြင်မှာတော်လိုင်းသမားရိနဲ့အတူရှိနေချိန်မှာပြည်သူလူထုကလည်းတော်လိုင်းကိုဆက်လက်ပါဝင်နေဆဲဖြစ်ပြီး PDF တွေကလည်းတက်ကြွနေဆဲဖြစ်ကြောင်းလက်ရှိမြေပြင်အခြေအနေတွေအရတော်လိုင်းမှာလုံးဝအောင်မြင်နိုင်မယ်လို့ယုံကြည်ကြောင်းသူကဆက်ပြောပါတယ်။မြေပြင်မှာရရက်ဆက်ဆက်ခန်းစားနေရတဲ့ပြည်သူတွေ CDN ဆရာဆရာမရိနဲ့ကျမ်းမာရေးဝန်ထမ်းတွေတော်လိုင်းသမားရိနဲ့အတူရှိကြတဲ့ရှိဖို့လိုတဲ့ဒါကြောင့်လည်း NUG ရဲ့ reform process တခုအနေနဲ့မြေပြင်ကိုရောက်ရှိလာတဲ့ပြန်ရောက်လာတဲ့သဘောရှိတဲ့ဒီမှာရောက်ရောက်ချင်းတော့ဘာတွေလုပ်ရမလဲဆိုတာ အရင်ဆုံးနိုင်ငံရေးသဘောအရတိုင်းရင်သားဖွဲ့စည်းကောင်းဆောင်နေနဲ့တွေ့ရတယ်။တော်လိုင်းဖွဲ့စည်းဦးဆောင်သူတွေနဲ့တွေ့ရတယ်။ကျွန်တော်တို့အားလုံးကိုတွေ့ပြီးပြီလို့ပြောရင်ရတယ်။တွေ့ပြီးတော့ကျွန်တော်တို့သူတို့တွေနဲ့အတူတူနေတယ်အတူတူစားတယ်အတူတူနားတယ်အတူတူဆွေးနွေးကြတယ်အချိန်ယူပြီးဆွေးနွေးကြတယ် formal informal ရင်းရင်းနှီးနှီးနဲ့ကိုပြောဆိုဆွေးနွေးကြတယ်လှုပ်ခွင့်ရတယ်လှုပ်ရတယ်ဒါကတိတ်ကိုအရေးကြီးပါတယ်။ ဒါကကျွန်တော်တို့ရဲ့ online ကာလအတွင်းမှာဒီဟာကပထမဦးဆုံးကျင်လူကိုယ်ကြုံတွေ့နေရတဲ့ခေါင်းဆောင်တွေအများကြီးရှိပါတယ်။ online သမားတွေအများကြီးရှိတယ်၊မြေပြင်တက်မှုတွေအများကြီးရှိတယ်။တို့တို့တွေနဲ့တွေ့ရဆုံရရင်းနှီးရအတူတူညီဆိုင်ရတဲ့အခြေအနေတွေဟာသိက္ကိုကောင်းတဲ့ online အတွက်အများကြီးအထောက်အကူဖြစ်စေမယ်လို့မြင်ပါတယ်။ဒါအပြင်ပြန်ရောက်ပြီးဆွေးနွေးတဲ့အချိန်မှာမြေပြင်မှာရှိတဲ့ပြည်သူတွေ၊စီဒီယန်တွေတက်မှုတွေ၊ PDF တွေနဲ့ကျွန်တော်တို့တွေ့ဖြစ်ပါတယ်။ဒါလည်းအရန်ကိုအားရှိပါတယ်။ပြည်သူတွေကအခုတက်တီ online ကိုခုခံနေစေ၊ online နဲ့အတူရှိနေစေဖြစ်ပါတယ်။ PDF တွေကအခု ထိတက်ကြွစေပြည်သူတွေနဲ့အတူရှိနေစေပါတော်လိုင်းင်းနဲ့အတူရှိနေစေပါစီဗီယန်တွေကပြည်သူနဲ့အတူတော်လိုင်းင်းနဲ့အတူရှိနေစေပါအားလုံးတော်လိုင်းအင်အားများစုကရည်ရွယ်ချက်တူပန်းတိုင်တူချီတက်နေစေဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဒါကြောင့်အားလင်းရှိပါတယ်ဒါကြောင့်လည်းပဲကျွန်တော်တို့တော်လိုင်းအောင်မြင်လိမ့်မယ်လို့ရှုံးကြည့်ကြောင်းပြောကြပါတယ်ဘလောက်ပဲအခက်အခဲတွေရှိရှိဘလောက်ပဲပင်ပန်းပင်ပန်းဘလောက်ပဲရက်ဆက်ဆက်ကျွန်တော်တို့အားလုံးဒီစိန်ခေါ်မှုတွေအားလုံးကိုကြော်လွှားပြီးတော်လိုင်းအောင်မြင်လိမ့်မယ်လို့မြည်ပြင်း ရောက်တဲ့အချိန်မှာကျွန်တော်တို့ပို့ပြီးရှုံးကြည့်ပါတယ်လို့ပြောခြင်းကြောင့်ဒေါက်တာဆောင်ဝေစုကရှင်းပြပါတယ်။ NUG ဝန်ကြီးဒေါက်တာဆောင်ဝေစုကအမျိုးသားညီညွတ်ရေးအစိုးရအရာရေးတမရဒူဝါလက်ရှိလိုက်ညွှန်ကြားချက်နဲ့အညီ2025ခုနှစ်နှစ်စပိုင်းတွင်ပြည်ပမှမြန်မာနိုင်ငံကိုအပီးပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အိုးဒိန်ဒင်းရွာစာတင်ကြောင်းလေးကြောင်းတိုက်ခိုက်မှုပေါ်ကုလတွင်ရင်မှုကြောင့်အလွန်အမင်းစိုးရိမ်နေဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ရဲ့လေးကြောင်းတိုက်ခိုက်မှုကြောင့်စာတင်ကြားနေတဲ့ကလင်းငယ်ဒါဇင်နဲ့ချီတီဆုံမှုစစ်တပ်ခြေရန်နှုတ်ဆက်နေရလို့သိရပါတယ်။ ငလင်ဘေးဒဏ်တင်းစကိုင်းတိုင်းတွင်ရှိတပည့်ရင်းမျိုးနှင့်စာတင်ကြောင်း တချောင်းပေါ်လေချောင်းတိုက်ခိုက်မှုပေါ်အလွန်မင်းဆိုးရိမ်နေလို့ကုလသမဂ္ဂအထွေထွေအတွင်ရင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ကမနေ့ကပြောပါရယ်မနေ့ကပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာကုလသမဂ္ဂအတွင်ရင်မှုချုပ်ရဲ့ပြောဆိုခွင့်ရှိသူစတီဖန်ဒူဂျာရက်ကတက်စင်သတင်းစကားပါခဲ့တာဖြစ်ပြီးလက်နက်ကိုင်ပဋိပက္ခတွေအတွင်မှာပဲစာတင်ချောင်းတွေကကလေးတငယ်တွေတင်ယူဖို့လုံခြုံတဲ့နေရာတွေဖြစ်ထားရှိနေရမှာဖြစ်တယ်လို့ဆိုပါရယ်မြန်မာစစ်တပ်ကမေလ30ရက်တရက်ထိယာယီအပြစ်ရစဲတပ်တန်းတူထားတဲ့အချိန်မှာပဲအခုလိုလေချောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တာလို့ ကုလတွင်းရင်မှုချုပ်ကပြောပါရယ်။ဒါပေမဲ့ကုလတွင်းရင်မှုချုပ်ကတပရင်မျိုးနဲ့အိုးတိန်တွင်းရွာစာတင်ကြောင်းဒီကြောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့မြန်မာစစ်တပ်ကိုနာမည်ထုတ်ဖော်က ပြစ်တင်ရှုတ်ချတာမျိုးမရှိပါဘူး။အာနာသိန်းစစ်တပ်ကမလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်ကြီးကိုအကြောင်းပြပြီး AB2 ရက်ကစာလိုရှားရေးအပြည့်ရထုတ်ပြန်ကြေညာခဲ့ပြီးမြန်နိုင်ငံတော်ဝန်လေးကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုနဲ့မြေပြင်စစ်ကြောင်းထုတ်မှုတွေစက်တိုက်ကျူးလွန်နေတာလို့တော်လိုင်းအင်အားစုတွေကထုတ်ဖော်ပြောဆိုထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့စီးရင်ပြုစုမှုရစစ်ကောင် င်စီကအပြစ်ရစင်ကိုဟန်ပြကြီးညာခဲ့ပြီးမြစကိုင်းကလင်ကြီးလောက်ကတဲ့မလ28ရက်ကနေမေလ9ရက်ထိပြည်သူကိုပြစ်မှတ်ထားတဲ့လေကြောင်းလက်နက်ကြီးတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့်ပြည်သူ330ကျော်တိဆုံးခဲ့ရတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ကတိုင်းနယ်ပြည်နယ်73ခုမှာလေကြောင်းတိုက်ခိုက်မှု382ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ334ဦးတိဆုံးခဲ့ပြီး952ဦးထဏ်ရာရခဲ့တယ်လို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကမနေ့တုန်းကအတည်ပြုခဲ့ပါတယ်။မေလ12ရက်မနက်ပိုင်းမှာဦးထိန်တွင်ညာစတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံ င်ရမှုမှာလည်းအသက်6နှစ်9နှစ်အရွယ်ကလေးငယ်တွေအပါအဝင်ကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာမ9ဦးဒီနေ့ညနေပိုင်းဒီစုစုပေါင်း24ဦးသေဆုံးခဲ့ပြီးတရားရသူ တရားရှိခဲ့ပါတယ်။ ကုလထွေထွေအတွင်းရေးမှူးချုပ်ကအကြမ်းဖက်မှုပုံစံအလုံးကိုရှုတ်ချပြီးနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနဲ့ညီအရက်သားတွေကိုအကာအကွယ်ပေးခြင်းမှာအဓိကဦးစားပေးဖြစ်ကြောင်းထပ်မံအတည်ပြုတယ်လို့ပြောရေးဆိုခွင့်ရှိသူစတီဗန်ဒူဂျာရစ်ကပြောပါရယ်။အိုးဒိန်ဒိန်ရွာစာတင်ကြောင်းကိုစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပညာသင်ယူနေတဲ့ကလေးငယ်ဒါဇင်နဲ့ချီတိစုံမှုဖြစ်ခဲ့ပြီးမေလေကြောင်းတိုက်ခိုက်မှု၃ရက်မြောက်နေ့ဒီ Save the Children in Myanmar ကတစုံတရာထုတ်ပြန်ခြင်းမရှိဘဲနှုတ်ဆက်နေစေဖြစ်တယ်လို့သိရပါရယ်။နောက်ထပ်တစ်ပုတ်အနည်းငယ်မြိုင်နေတဲ့ကိုအင်အားအလုံးရင်းနဲ့စစ်က ောင်စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရလို့ဖွဲ့စည်းပုံပြက်ပြီးတက်ပြန်ဆုံသွားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တော်လိုင်းပူပေါင်းတပ်နေမြေရှင်းလင်းရာစစ်သားအလောင်းရှစ်လောင်းတွင်ပြီးတနက်နေ့ခင်ရများတင်ဆက်ရရှိရလို့သိရပါဗျ။မကွေးတိုင်းပခုတ်ကူမြို့အခြေဆိုင်ချင်းမြန်တပ်မဌာနချုပ်တရားတင်နဲ့စလင်းမြို့အခြေဆိုင်ခလာရ954တရင်မှာပူပေါင်းအင်အား180ခန်းနဲ့မြိုင်မြို့နယ်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုမဟာမိတ်တပ်ဖွဲ့တွေနဲ့အတူပိတ်ဆို့တိုက်ခိုက်ရာစုခွာထွက်ပြေးသွားကြောင်းအညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတအုပ်ကသ တင်းဌာနကိုပြောပါရယ်အဆိုပါစစ်ကောင်စီစစ်ကြောင်းကမြိုင်မြို့နယ်ကိုမေလာတရမှာစတင်ဝင်ရောက်လာတာဖြစ်ပါရယ်မေလာနေ့ရက်ကစတင်ပြီးမြိုင်မြို့နယ်လေးတန်းတစ်ကြီးတော်နဲ့ပေါ့ပင်ချင်းရွာနီးတဝိုင်းမှာထီတွေ့မှုစတင်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်စစ်ကြောင်းမှဖွဲ့စည်းပုံပြက်ပြီးဥတီယာမြန်ကိုရှိမဆက်နိုင်မဲ၄တန်းတစ်ကြီးတော်နဲ့ပေါ့ပင်ကိုင်းကျေးရွာတွင်ဤမှာပိတ်မိနေကြောင်းအတည်ပြုပါရယ် ဦးတီယာမြန်ကုန်ရောက်ဖို့၈မိုင်လောက်လုံမှပိတ်မိပြီးကစင်ကလေးရဖြစ်တာပဲလီချောင်းကတော့ကန်းကုံအောင်ပြစ်ကူတယ်လို့အညာမြေတပ်ပေါင်းစုတာဝန်ရှိသူကစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်အပေါ်ရှင်းပြသွားတယ်။ကျေးရွာများနီးပိတ်မိနေစဉ်စစ်ကောင်စီတပ်သားတွေကပြည်သူတွေရဲ့နေအိမ်တွေကိုမှွေနှောက်ရှာဖွေတဲ့အပြင်တစ်ကြီးတော်ကျေးရွာမှာနေအိမ်၆လုံးပေါ့ပင်ကန်ရွာမှာနေအိမ်၃၃လုံးစုစုပေါင်းနေအိမ်၃၉လုံးကိုမိရှုဖျက်ဆီးပြီးမေလ9ရက်မှာရှေ့မဆက်နိုင်ပဲပကုတ်ကူမျိုးကိုစုပ်ကွာသွားကြောင်းအညာမြေတပ်ပေါင်းစုကအတည်ပြုပါရယ် တင်းနေမြေရှင်းလင်းနဲ့နှင်းအင်အားစမ်းနဲ့သုံးပြူစကန်းတွေကိုထောက်ပို့နိုင်အောင် ပြုတယ်အဲ့ဒီလိုမြင်ပါတယ်အင်အားစုတွေကပိတ်ဆို့တော့ရှေ့မဆက်နိုင်ပဲနောက်ပြန်လန်ကြတယ်လေချောင်းကလည်းအတော်ပြစ်တယ်လို့အညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူတောင်ဦးကပြောပါတယ်တော်လန်ဤပူပေါင်းတက်တွင်ရဲ့ ပိန်းစုံဝန်ရခံရတဲ့အင်အား180ပါစစ်ကြောင်းက၄ကြောင်းပြစ်ကိုအကြိမ်ကြိမ်ခေါ်ယူခဲ့ရမေလ3ရက်4ရက်နဲ့5ရက်တွင်မှပခုတ်ကူတမတရားတင်မပါရာဝေါ်တာများမကွေးမြို့မိထီလာရှန်တင်းစတဲ့နေရာမှာဂျက်ဖိုင်တာများဝိုင်းတွဲများနဲ့၄ကြောင်းပြစ်ကိုအကြိမ်ကြိမ်ပြုလုပ်ခဲ့တော်လဲတော်လိုင်းရဲပေါ်များထိခိုက်မှုမရှိဘဲစစ်စင်ရေးကိုအောင်မြင်စွာပူပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်းအညာမြေတပ်ပေါင်းစုကထုတ်ပြန်ပါတယ်။ဒါအပြင်မေလ14ရက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဇေယျများအနီးနေမြေရှင်းလင်းလှုပ်ဆောင်ခဲ့ရာစစ်ကောင်စီတပ်သားရှုပ်အလောင်းရှက်လောင်း MU1 အမျိုးအစား သနတ်တက်လက်ကြီး900ကျော်မြေမြုံမိုင်းချိုလက်နက်ကြီးထိပ်ဖူးများနဲ့ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်းဖော်ပြပါရယ်အထက်ပါစစ်စင်ရေးကိုအညာမြေတပ်ပေါင်းစုပါကဖာစုဖွဲ့မှုတပ်မြိုင်ပါကဖာပပကဖာပခုတ်ကူပါကဖာတရင်တပခုတ်ကူခရိုင်အမှတ်26 1459စက္ကနီတရင်များကျောင်းသားတက်မတော် EBSD ရဲ့ကမ္မတက်ပေါင်းစုရှေ့ပေါင်းတက်ပေါင်းစုကလုံပြည်သူကာကွယ်ရေးတပ်ဖွဲ့ MGBD ရဲ့ PPD ရဲ့ PLC တက်ပေါင်းစုဘိုးပရာဒတ်တက်ပေါင်းစုဝန်ပလီပြောက်ကြားတက်ဖွဲ့အကွစ်တက်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်